ဆိုတော့ဝေချုံမချင်းမရောက်နိုင်ရောတော့ဒါဥပဒေကိုသူကရန်ကုန်ဘာဖြစ်လဲလို့ဆိုတော့သူကလုံနိုင်မလားပေါ့သူ့ကိုလည်းကျွန်တော်စောင့်ကြည့်ဒါမှလည်းဒါမှလည်းဝေချုံကြီးလည်းတကြည်ပြီသူလည်းကွန်ဆန်နာကတ်လာပြီသူဘယ်လောက်လုံနိုင်မှာလဲဗျာဘယ်လောက်ဒီဒီတိုင်းကြီးရဲ့ဟောသူဒီလောက်စွဲနေတဲ့အမြင့်ကြီးကိုသူဘယ်လိုဆွဲနှုတ်ပါလဲဟေးယောဝလုံးပဲမင်္ဂလာပါမေလ15ရက်နေ့ယမနက်ပိုင်းအထူးသတင်းများကိုပထမဆုံးလူရင်းတူရှင်တီဆက်တော့မှာဖြစ်ပါတယ် ပြီးလို့ဆိုရင်နောက်ဗီဒီယိုလေးတွေလေးကြည့်အောင်ပါဖြစ်ပါတယ်ကျွန်တော် channel ကိုအခုအချိန်ထိအချိန်ပေးပြီးကြည့်ရှုနေရတဲ့သူတွေချင်းတွေအားလုံးကျေးဇူးများကြည့်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့သတင်းလေးတွေစကြရအောင်မြန်မာနိုင်ငံစီတီလာဝါဖက်ဆုံတုံးနိုင်ငံတကာစက်ကန်စီမံကိန်းမှနောက်ထပ်ရာတွေပွင့်လင်းမင်တာမှုအစီရင်နဲ့လူအခွင့်ရေးဆန်နှုံးများကိုလေးစားလိုက်နာရဲ့အတွက် ဂျပန်ရင်းနှီးမြှုပ်နှံသူများဂျပန်နိုင်ငံနဲ့မြန်မာနိုင်ငံအရက်ဖက်အဖွဲ့အစည်းများကတောင်းဆိုထားကြောင်းသိရှိရပါတယ်။အစူပါတီလာဝါဖက်ဆုံတုံးနိုင်ငံတကာစိတ်ကန်းစီမံကိန်းမှဂျပန်စီးပွားရေးနဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအဖွဲ့အစည်းများနောက်ထပ်တော့မီဖြစ်ကြောင်းကို Justice for Myanmar ၏မေလ14ရက်ထုတ်ပြန်ချက်တွေဖော်ပြထားခြင်းဖြစ်ပါတယ်။ဂျပန်ထွက်ရင်တရားဝါတော့တေချာပုတ်ဝီမှာပဲ။တစ်ဖက်နဲ့ကြည့်ရင်တော့ကောင်းတယ်တစ်ဖက်နဲ့ကြည့်ရင်တော့မကောင်းဘူး။ဘယ်လိုပြောရမှန်းတော့မသိဘူး။နောက်တရင် မေလာတရနေ့တွင်မကွေတိုင်းမြန်မြုပ်နေသောဦးတီကထွက်လာသောအကြံဖက်စစ်ကောင်စီစစ်ကြောင်းကိုတွန်လိုက်ရက်တဖွဲ့များကလိတ်လံချေမှုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီစစ်ခွဲအလောင်းရှိလောင်းနှင့်လက်နက်ခေရများတင်းစီရရှိခဲ့ကြောင်းမြန်ပခဖမတာဝန်ရှိသူတို့ကပြောဆိုထားပါသည်။ကောင်လိတ်တဲ့ The Dean of the Dean မေလာစတုံးရနေ့တွင်ပခုတိုင်းနက်တလီမြုပ်နေပင်ပုံရွာမှထွက်လာသောအကြံဖက်စစ်တပ်စစ်ကြောင်းကို တိုလိုင်ရေးတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ရာစစ်ကောင်စီစစ်ခွဲဘက်မှရှိကောင်တေဆုံးပြီးဒဏ်ရာရရှိသူများလည်းများပြားကြံတိုက်ပွဲအတွင်းတိုလိုင်ရေးရဲဘုံကအိုမစိုးရင်ရဒဏ်ရာရရှိခဲ့ကြံနစစ်တေတပ်ဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောဆိုထားပါတယ်ဒဏ်ရာရရှိတဲ့တိုလိုင်ရေးရဲဘုံကအိုအတွက်စိတ်မကောင်းပါဘူးတေဆုံးတဲ့စစ်ခွဲရှိကောင်နဲ့ဒဏ်ရာရရှိစစ်ခွဲများအတွက်ကောင်းလိုက်တဲ့တဲ့နောက်တဲ့ PKD Dizimbale ye ma satin KD bmo myo ting tei pwe atwin sikonsi tet pwe wi 900 jo te song pyo so mu mya shi ni bi ကစစ်အင်အားပြုတ်လာသည့်အတွက်အမတ်နစတီစစ်စင်ရဲကွကေမှုဌာန6စစ်စင်ရဲကွကေရဲမှုစကခမှုဘူမှု6တိမင်းလက်ကို အရန်အင်အားပူလိုက်ကြောင်းသိစီရပါတယ်လက်စီတွေပမောစကခမှုဘူမှု6တိမင်းလက်ကို အရန်အင်အားပူထားပြီးပမောတွေဆက်လက်ထားစီထားကြောင်းသိစီရပါတယ် ဗမုံမြုတ်တိုက်ပွဲက95ရာခိုင်နှုန်း95ရာခိုင်နှုန်း ADNA အထာတီ KIA ကအသာစီယူထားတယ်စစ်တပ်ဖက်ကရဟန်းကြီးနဲ့စစ်ကိုအင်အားပူနိုင်နေတာခန့်စစ်အင်အားကြာစီစေတယ်။စကခမှုကိုဖြုတ်ပြီးဘုံမှု၆အတိတင်ထားတယ်။ဒူစကခမှုကခလာရ၄စကွန်ခန့်စစ်ချောင်းကိုဥတီနေတယ်ဟုစီရဲတရင်ရင်မင်ကပြောဆိုထားပါတယ်။အတိပြောင်းပြီးမှအဟောင်းကိုခန့်စစ်ပင်ခိုင်းတာပေါ့ကွာ။ စိတ်ကောင်းကွာခွေးမျိုးတွေဘသူပဲပူပူမင်းတို့တွေနိုင်မှာမဟုတ်တော့ဘူးဟုတ်ပြီနော်နောက်တည်င်းလာရှုမြုပ်ကူတိတ်ခိတ်တင်းပိတ်စင်ကာပါစီယာမီဒီစစ်ကောင်စီအရာစီကြီးငယ်တုံးပံများအားကုကန် MNDAA ကပြန်လေလွှတ်ပေးလိုက်ကြောင်းစုံစမ်းသိရှိရပါတယ်တရုတ်ပြည်အကြံလာရှုမြုပ်ပုံမှာတက်ဆုပ်ပြီးတလမပြိမီတုံးပံအဖြစ်ဖန်စီခံထားရသည့်စစ်ကောင်စီတုံးပံမြတ်ကိုအတောက်လိုက်ခွေးပြီးပြန်လွတ်ပြေးနေကြောင်း တန်ချက်ကတရင်ခလာရ68 60တုံးမှအရာရှိများလေ ပါဝင်ကြောင်းဟုလာရှုဒေတာခန်တူကပြောဆိုထားပါတယ်။တကယ်တော့ကူကန်ကတော်လှန်ရေးကိုကြိုးခိုင်းသွားပြီလေ။အရင်ကတပ်မိသားစုတော့ဘာတော့လှပေးတယ်။လွန်ခဲ့တဲ့ဂျပန်ကထက်လွတ်ပေးသေးတယ်။ဒီတစ်ခေါက်ကအရာရှိတွေပါတယ်လို့သိရတယ်။ဖန်ခံရတဲ့လာရှုတန်ချက်ကတရင်မှုခလာရခမရနဲ့ဆာယဖကအရာရှိတချို့လွတ်လာတယ်ဟု အမီမဖော်လို့ဒီလာရှုဒေတာခံကပြောဆိုထားပါတယ်ကုကန်တွေတကယ်ရက်ဆက်တယ်ဗျာဒီကောင်တွေကြောင့်ပြည်သူအများကြီးတည်အောင်မှာကုကတ်တဖွဲ့တွေမကျင်နဲ့ဘူးတကယ်ကိုမကျင်နဲ့ဘူးမင်းတို့တွေကစစ်ခွေရနဲ့အတူတူပဲတကယ်ကိုတကူကောင်းဆန်လွန်းတဲ့မင်းတို့တွေပြည်သူမျက်နှာတွေကိုလည်းကြည့်ပါဦးလာရှုမြို့ကိုမင်းတို့တဖွဲ့တခုတည်းတိုက်တာမှမဟုတ်တာစစ်တုံးပန်တွေကိုလည်းမင်းတို့ချိန်တလူလှုပ်ပေးလို့မရဘူးနောက်တရင်အေယာဝတီတိုင်းမှာအချမ်းဖက်စစ်ကောင်စီကတူတောက်လက်လွှဲဆုံဆုံလေးရတဲ့ လူနေကျေးရွာတွေကိုပိကတိတ်ခိတ်ခဲ့တဲ့အတွက်အယတကူဦးတေဆုံးပြီးရှီဦးဒန်ယာရရှိခဲ့ကလူနေအိမ်30ခန့်ပျက်စီးခဲ့တယ်လို့အေယဝတီတိုင်းထက်ကတော်လိုက်ရေးတပ်ဖွဲ့တွေဖြစ်ကြတဲ့ AWAPDF အမတ်နစကူပြောဟာနဲ့ပြည်သူ့လက်မြောက်ရေးတပ်ဖွဲ့ PLF တို့ကမေလ14ရက်နေ့ပူတွေထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စိတ်မကောင်းပါဘူးကွာကြားရတာအဲ့လိုမျိုးတရင်တွေ။ဘာပဲဖြစ်ဖြစ်ကွာကျွန်တော်တို့တနေ့ကြောက်အောင်ပါပဲ။ မောင်မချင်းကတော့ပြီးသူတွေခံရအောင်မှာပေါ့ကွာပြီးသူတွေစိတ်ရှိရှိနဲ့နေပေးကြပါလို့ဒီကနေ့ပြောဆိုချင်ပါတယ်ပြီးသူတွေလည်းအားနာပါပြီကွာတကယ်တမ်းပြောရမယ်ဆိုရင်တော့အတင်းထကြပါလို့ပဲပြောချင်ပါတယ်မေလ15ရက်နေ့ရမနေ့ပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲကေတာဆိုရင်တော့ကျွန်တော်တို့ပထမဆုံးဦးထင်းတွင်ကျေးရွာစာတင်ကြောင်ဘုံကျေးမှုကိစ္စနဲ့ပတ်သက်ပြီးဆီယာမတိုယတီအုံအင်တာဗျူးကိုတစ်ချက်လောက်ရှုကြရအောင်အခုဆီယာမတွေ့တဲ့အနေအထားပေါ့နော်သူတို့ဒီစစ်ကောင်စီထောက်ခံတဲ့လော်ဘီတွေကဆက်ပြီးတော့ အမျိုးမျိုးအချက်အလက်တွေသူတို့ပြောတာပေါ့စီခွေကောက်ကောက်တောင်ချက်ဘုံစံမရှိဘူးပေါ့နော်ပမာလဲဘုံစံဟိုကြကွဲလို့ရှိရင်မြေကျွန်းကြီးကြီးဖြစ်တယ်ဒါမျိုးပေါ့နော်ဟိုသူတို့ဘက်ကနေပြီးတော့ထောက်ခံပြီးပြောတဲ့လူတွေလည်းရှိရဲ့ဆီမှာဆိုအဲ့ဒီဟာတွေရောဆီမှာကကိုတွေ့တွေ့ရဆိုရင်ဘယ်လိုမျိုးပြန်ရှင်းပြနိုင်မလဲဗျအဲ့တော့သူတို့ပြောတယ်ဘုံသာမှန်ရင်အောက်ကိုကျင်းကြီးတူရမယ်ကျင်းကြီးအနှက်ကြီးရှိရမယ်လို့ပြောတော့ cluster ဘုံမှာလို့သူတို့ကတွေ့ဝိုက်ပြီးတော့ဝင်ခံသွား ဟုတ်တယ်ရှေ့ကကျမကြုံနေဘူးတဲ့ဒီတိုက်ခိုက်မှုတွေပေါ့နော်မျက်စိရှေ့မှာနေဒီဟာကြီးကဘုံကလေးကျသွားတယ်ကျမတို့လည်းမလှမ်းမကမှာကျကနန်ဖြစ်စင်မှာသူကလူခါလောက်ရှိတယ်ကျင်းနော်အနက်ပေါ့အနက်ခါလောက်ရှိတယ်ကျင်းမှာဘလောက်အကျယ်ပေါ့အကျယ်ကလည်းဆယ်ပြည့်ပတ်ချာနေတော့ရှိတယ်ကျင်းကြီးပေါ်လာတယ်အဲ့ဒီကျင်းကတော့ဒါတေချာပေါ့ဘုံချသွားတာကျမတို့မျက်လုံးလေးမြင်နေဒီနားနယ်လေးကြားတယ် ဖြစ်ဖြစ်ချင်းကျဲပြီးတော့စက္ကမိုင်းအတွင်းမှာလည်းအဲ့ဒီနားကိုရောက်သွားတယ်တေးကြတယ်ဒါကတော့ဟုတ်ဒီဖြစ်စင်မှာတွေ့ရတဲ့ခါကျတော့ cluster ဘုံလို့ခေါ်မိဟာကလေးတွေကလည်းပြောတယ်ဘုံလေးကြတယ်နောက်တစ်ဆင့်ထပ်ပွေးဖလောဆိုပြီးတော့မှဘဒူးအောင်ဒုံးငယ်ထိုးသူလို့ထွက်လာတာအဲ့ဒီဖလောကနေထွက်လို့လေနေရာအနှံ့အပြားမှာ အနက်၆လက်မဒုံမို့၈လက်မလောက်ရှိတယ်အဝအကျေက၈လက်မလောက်ရှိတယ်ကျင်းကြီးရရှားချင်နေတာ ဲ့ဒီကျင်းလေးတွေကဘယ်ကဖြစ်လာတဲ့ကျင်းလေးဒါမှမဟုတ်သူတို့ဘောကနေဆက်တနာနေပြတ်တာသူတို့ပြောသလိုကျမတို့ဘက်ကဟိုလက်နဲ့ထုတ်လို့ပေါက်ကွဲတယ်ဆိုအဲ့ဒါလောက်ထိဖြတ်အားပြည့်နေလက်နဲ့ကျမတို့မှထုတ်နေနိုင်မှာတော့သူတို့လာပြစ်မှာပေါ့အဲ့လောက်ဖြတ်အားပြည့်နေကျမတို့မရှိပါဘူးသူတို့ဒါငလျင်ချောင်းမှုလို့လာလှူဒန်းတဲ့အလှူမွေးတွေရလာတဲ့သူတို့နဲ့တကြိတ်သေးတညံနဲ့ဖြစ်တဲ့ နိုင်ငံကထောက်ပံ့တဲ့ငွေကြေးတွေနဲ့ပြည်သူတွေပေါ်မှာရရဆက်ဆက်ဒီလိုမျိုးဖြတ်အားပြင်းတဲ့လက်နက်တွေကိုဖော်ချင်းတော်ချင်းတုံးပြီးတော့တတ်ခိုက်နေတာရှိအဲ့တော့နောက်တစ်ခုကတော့ဟိုသူတို့ထပ်ပြီးတော့စောရကတက်တာပေါ့နော်ဟိုအခုချိန်ကဟိုကြောင်းကြောင်းတက်တဲ့ຢာဒီမဟုတ်ဘူးဆိုပြီးတော့လေသူတို့ထောက်ပြတာရှိတယ်ဆရာမအဲ့ပေါ်ကရောဘလူးပြောလို့မယ် NUG ရဲ့ပညာရေးစနစ်က Blue Run တွေလို့ပြောနိုင်တယ်ဗျအဲ့တော့ကျမ NUG မပါဘဲနဲ့အလွတ်သဘောကိုပြောမယ် အဲ့တော့သူတို့ရဲ့စကားမှာအောက်တန်းကျသေးတဲ့စိတ်ဓာတ်ကဘလောက်တောင်ပေါ်နေတယ်။ငါတို့ဘက်ကအကြောင်းချင်းမဟုတ်လို့ခွင့်တဲ့အကြောင်းကိုဘုံကျဲတယ်လို့သူတို့ဝန်ခံရောက်ပါတယ်။အဲ့တော့သူတို့ဘက်ကပဲဖြစ်ဖြစ် ကိုယ့်ဘက်ကပဲဖြစ်ဖြစ်ပညာသင်ကြားတယ်၊စေဝါကုသတယ်ဆိုတာကလူသားတိုင်းရဲ့အခြေခံလူအခွင့်အရေး။အဲ့တော့ဘယ်ချိန်မှာပဲဖွင့်ဖွင့်ဘယ်ချိန်မှာပဲတင့်တင့်တင်ကြတဲ့သူရဲ့တင်ယူမဲ့သူရဲ့ လာရောညီတွေရှိနေမိတိချိန်မှဆိုចောင်းပြင်လို့ရတယ်ကျမတို့ဘက်ကចောင်းနေကဒေတာအခြေပြုရက်ရွာအခြေပြုရက်ရွာနဲ့အစင်ပြေတဲ့အခြေမှာကျမတို့ကចောင်းကိုဖွင့်အဓိကကသူတို့ဘက်ကစစ်ចောင်းမထိုးတဲ့အခြေဒီလိုလေရင်ဘုံမကျဲတဲ့အခြေဘေးရန်နေကင်းတဲ့အခြေလေးတွေမှာဦးစားပြီးဖွင့်တယ်နောက်ပြီးတော့စီပွားရေးအင်အားအရာလေယာဉ်လုံးမှခမင်းစားရတဲ့ဘဝကြီးပို့လို့လေယာဉ်လုံးပါတဲ့အခြေမှာ ပညာသင်တယ်။အဲ့ဒီမှာဒါစဘာရိတ်ကြမယ်၊ကောက်ဆိုင်ကြမယ်၊ပဲနှုတ်ကြမယ်ဆိုတဲ့အချိန်မှာတကြောင်လုံးနှီးပါဟာအငှားလိုက်ပြီးတော့ဝင်ရှာတာ။အင်း။ကျောင်းပညာသင်ကြားဖို့တွေ့ဝင်ရှာတာ။အဲ့ဒီတွေ့အဲ့ဒီအချိန်နဲ့လော့ကင်းအောင်လို့လေသူတို့ကကျောင်းကိုဖွင့်ပြန်ပေးကြတာ။အဲ့ဒီတွေ့ဒီလိုမျိုးကျောင်းဖွင့်ခြင်းမဟုတ်ဘူးလို့ပြောတော့မျိုးပေါ်မှာရောအခုအချိန်ကာလမှာဘာတင်တန်းဘာကြောင်းမှမဖွင့်ကြဘူးလားသူတို့ပဲ သူတို့ကလေးတွေကို summer school တွေ private တွေ english school တွေဘာသာစကားတွေတရုတ်ပေသီးတွေဒီလိုချိန်မှတင်ကြတာပဲမဟုတ်ဘူးလားအဲ့ဒီဘက်မှာတင်ကြတာကြတော့မှန်နေပေါ့ဒီဘက်ကကလေးတွေကြတော့အခြေခံတင်ကြရတဲ့ကျောင်းတင်ရိုးလေးကိုတောင်းပါလွတ်လွတ်လပ်လပ်တင်ခွင့်မရအောင်လုပ်တယ်ဆိုတော့ကိုအောက်တန်းကြတယ်သာသမီချင်းကိုချင်းမစားဘူး 哎，喽、嗯，喽、嗯，就买了一批这些东西。现在嘛，主要种牙子，那狗肉都是包起来，那狗、猪肉嘛，包起来别生的，现金买走。把老苗土牙啦，或钱楠木啊，那过边木别别。现在嘛，也懂得吃的，把老苗兑下来了。老来，啥玩意能干啊？去包起来看嘛，时髦的呀，那白萝卜、绿毛的都不干，我这样子的都干。今天嘛。 ိုသေစီလူတဲ့စံထားတွေရရဆက်ဆက်လုံလို့တဲ့သဘောထားတွေအောင်ဝဲခံလို့တဲ့သဘောထားတွေမပါဘူးဒါကြောင့်မလို့ကျဲလိုက်တယ်တဆူဝေးကွင်းမှာဆူဝေးပြီးတော့မှလုံနေတဲ့ချိန်မျိုးကျဲတယ်ဒါပေမဲ့ဝေးဝေးမှသွားကျဲတယ်ဒီလိုပုံစံတွေ့ရတယ်အခုနောက်ပိုင်းကျတော့သူတို့ကအဲအခု live ပေါ်မှာလည်းတွေ့လာရပါတယ်သူတို့ရဲ့ Facebook page တွေပါဒီပါပေါ့နော်အဒီ pilot တွေရဲ့အမိသားစုတွေကဘယ်မှာနေရပါတယ်ဒီဆိုတာပေါ့ live ပေါ်မှာတက်လာတဲ့ခါကျတော့သူတို့ကိုနှိုက်ကိုကကို အောက်မွေးခံတဲ့ပုံစံမျိုးတွေနောက်တစ်ခါမင်းကင်းမင်းလာဆောင်မှာကျဲတဲ့ခါမှာဒီလေရင်ပေါ်မှာဘောက်တွေနဲ့လေရင်ပေါ်ကကိုတော့တချင်းတွေဖွင့်တာဖွင့်ပြီးတော့မှကိုအောင်လေအောင်သားကြီးလှုပ်တော့ဒီမြင်တဲ့လူတွေကဟာဒီလေရင်ကဘာလဲပေါ့နော်ဟိုတချင်းတွေလည်းစုပွက်ပြီးတော့ဘာလဲမသိဘူးပေါ့နော်အဲ့ဒီလူကိုသူကဟိုစိတ်ရောကိုပါပေါ့နော်ဒီရက်ဆက်ကြမ်းကြုံမှုကိုအရသာခံပြီးတော့ကိုမှတိုက်ခိုက်တဲ့ပုံစံမျိုးကိုတဖြည်းဖြည်းပြောင်းလာတယ်အခုဒီဟာတိုက်ခိုက်မှုကို မောင်းသွားတဲ့ပိုက်လော်ကလည်းตาနှစ်ယောက်ရှိတယ်လို့ဒီ Facebook စာမျက်နှာပေါ်မှာတက်လာတယ်။သူမှလည်းအိမ်တော်ရှိတယ်။သူမှလည်းကလေးရှိတယ်ဆိုတော့ตาပင်းချင်းကိုချင်းစာတက်ဖို့ဆိုတာလေ။လူလူအတွေးခေါ်ရှိဦးမှာဖြစ်ပါဘူး။ဒီကောင်နကောင်ကတော့ညီကူတွေဖြစ်ပါတယ်။ဟိုတကောင်ကတော့စေးမှုပေါ့။ဟိုတကောင်ကတော့လီမောင်းပေါ့။သူမိမနဲ့ရက်တော့နေတဲ့ခွေးကောင်ကတော့ဦးထင်းတွင်ကျေရစာတင်ချန်ကိုဘုံကျေတဲ့ကောင်ဖြစ်တယ်လို့သိရပါတယ်။ ဒါကတော့အတီတော့မပြောနိုင်သေးဘူးအမြစုကတော့အတီပြုတ်ပြီပေါ့နော်မျက်နှာကိုတေချာကြည့်ကြပါသူ့ကလေးတွေပုံကတော့မတင်ထပါဘူးဒီကောင်ကိုကျွန်တော်တို့ဒီနေ့အကြိမ်ဖမ်းမိမှာပါအဲ့ဒီချက်မှတိကျသေးတာပေါ့ကွာခွေးသားရဲ့ကေဒါဆိုရင်တော့ note video ဥခိုင်ဒုက္ခ interview တစ်ချက်လောက်နဲ့ဆင်ကြအောင်အော်ဟုတ်ကဲ့ပါခင်ဗျာဟိုအခုလိုမျိုးဒီငလင်းကပ်ပေးတံကိုပြည်သူတွေအဆိုးအဆုံးခံစားနေရတဲ့အချိန်မှာဟိုအချမ်းဖဲစစ်ကောင်စီက ဒီနိုင်ငံအနှံ့ပတ်ပြီးတော့မှဒီဘုံကျဲတိုက်ခိုက်နေတယ်ဆိုတာကတော့ဟိုပြောရမယ်ဆိုလို့ရှိရင်တော့ဒီသူတို့စစ်ကောင်စီထက်ဒီဆိုးဝါးအောက်တန်းကြတဲ့ဒီမိုက်မေးတဲ့သူဆိုတာဒီကဘာမှာရှာလို့တော့ရမှာမဟုတ်တော့ဘူးလို့ပြောလို့ရတယ်ဗျဟုတ်တယ်ဟိုခင်ဗျားတို့ပဲကြည့်လေဒီလောက်တည်းနေပြီးတော့ဒီအပြည်သူတွေအအကြီးကျယ်ဒီထိခိုက်ခံစားနေရတဲ့အချိန်မှာ ဟိုလူမမေအရွယ်လေးတွေပေါ့နော်ဒီဒီပင်းရင်ဖက်မှာဆိုလို့ရှိရင်ဒီလူမမေအရွယ်လေးတွေအာဒီစာတင်เจ้าကိုတီးတီးကြီးနဲ့နေပြီးတော့သူတို့ဘုံကျဲတိုက်ခိုက်တာရှိတယ်ဟိုအလားတူပဲဒီကျွန်တော်တို့ရခိုင်ဖက်မှာဆိုလို့ရှိရင်လည်းပဲဒီရသေးတောင်ဆိုတာဘာတိုက်ပွဲမှမရှိတဲ့နေရာပေါ့နော်အဲ့ဒီဘာတိုက်ပွဲမှမရှိတဲ့နေရာကိုအာဒီအကျန်းဖက်စစ်ကောင်စီကဟိုသူတို့ဒီအရသာပြည်သူတွေကိုပြစ်မှားထားပြီးတော့မှဒီအခုလိုမျိုးဘုံကျဲတိုက်ခိုက်တတ်ဖြတ်တယ်ဆိုတာကတော့ဒါအာ အလွန်ဒီတရေဘောကြောင့်လည်းလောက်ရဒီလုံးဝဒီအာဒီအောက်တန်းကြတဲ့လောက်ရဖြစ်တယ်ဗျဟိုဒါကြောင့်မို့လို့အကျံဖဲစစ်ကောင်စီရဲ့အခုလိုမျိုးအာဒီအာအစုလိုက်ပြုံလိုက်တပ်ဖြတ်နေတဲ့လောက်ရဟာဒါဟာစစ်ရစွာမှုကိုဟိုပြောင်ပြောင်တင်းတင်းကျူးလွန်တာဖြစ်တယ်ဒါပြည်သူတွေအနေနဲ့လည်းပဲဘယ်တော့ခါမှဒီအာခွင့်မလွှတ်နိုင်တဲ့အခြေအနေဖြစ်တယ် ဒါကြောင့်မလို့စစ်ကောင်စီဟာသူတို့ကျူးလွန်ထားတဲ့ဒီအကြမ်းဖက်လုပ်ရတွေအတွက်ဒီစစ်ရဇဝမှုတွေအတွက်သူတို့ဟာဒီတနေ့နေ့တစ်ချိန်ချိန်မှာတာဝန်ယူမှုတာဝန်ခံမှုရှိကိုရှိရမှာဖြစ်တယ်ဗျ။အိုနောက်တစ်ခုကတော့ဒီအကြံဖက်စစ်ကောင်စီဟာအာသူတို့ဒီအပြစ်ခရစေရေးအကျညာထားပေမဲ့လည်းပဲမြေပြင်မှာအာသူတို့ရဲ့ဒီအကျညာထားတဲ့အပြစ်ခရစေရေးကိုသူတို့ကိုယ်တိုင် အလုံးဝဒီလိုက်နာတာမရှိဘဲနဲ့နော်အခုလိုမျိုးဒီဘုံကျေမှုတွေကိုဆက်တိတ်လုံးနေတာကတော့ဟိုဒါဒီလုံးဝကတိမတည်တဲ့ဒီလောက်ရဖြစ်တယ်ပြောမယ်ဆိုလို့ရှိရင်တော့အာဒီအကျံဖဲစစ်တပ်ဟာလုံးဝဒီအာစစ်သားမပီတတ်ဘူးယောက်ျားမပီတတ်ဘူးလို့ပြောလို့ရတာပေါ့စစ်သားမပေါ်တဲ့ဒီကောင်တွေကအချောက်တွေခွေးယူးတွေတခုတမျှတွေပဲလေ ဥနောမပါတော့လားသူတို့တွင်ယူနေပြီစေးကြောင်လို့စေးသမားတွင်ကေတာဆွင်တော့ note video UWS အတတန်းဦးကသူတို့လက်နဲ့တွေကိုခုပြီးမှရောင်းစားတာပေါ့နော်တယောက်ကတော့ထောင်တန်ပြေးတယ်တယောက်ကတော့တေးတန်ပြေးတာပေါ့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးငကြောင်မင်းကပါပြောတာတစ်ချက်လုံးနဲ့ဆင်ကြည့်အောင်ဝါကအခုသူ့ရဲ့ဥပဒေအရလက်နဲ့ခိုးရောက်တဲ့လူကိုတေးတန်သူ့ဥပဒေအရတေးတန်လို့ပြောလိုက်တယ်โอเคကျွန်တော်တို့ပြည်တော်စုဥပဒေ2008ဖွဲ့စည်းပုံချေဦးတိုင်းပေါ်လာတဲ့ပြည်တော်စုဥပဒေထဲမှာ လက်နက်ခိုးရောက်ရင်တည်တံပေးသလားမပေးဘူးလားเนาะချင်းချင်းလေး conflict ဖြစ်နေတဲ့ဥပဒေနှစ်ခုပေါ့เนาะပြောကြတာဆိုတော့ဝါကသူ့ဥပဒေနဲ့သူကတည်တံပေးပလိုက်တယ်အဲ့တော့ဝါရဲ့ဥပဒေကပြည်တော်စုဥပဒေနဲ့လာလာမှမဆိုင်ဘူးဆိုရင်ပြည်တော်စုဥပဒေအုပ်ချုပ်မှုတွေအောက်မှာဗဟိုဥပဒေအောက်မှာဝါရဲ့ဥပဒေကမရှိနေဘူးလို့အထိပဲတည်ရောက်တယ်အဲ့တော့ဝါရဲ့အချုပ်ချာအာဏာကပြည်တော်စုနဲ့ဘာမှသက်ဆိုင်မှုမရှိဘူးဆိုတဲ့အထိပဲယူရင်တည်ရောက်နေတယ်ဒါဆိုရင်ဝါဟာဘာလဲသူကဘာလဲဆိုတော့ တက်နိုင်ငံတစဉ်ခွဲထောင်ခြင်းပြီးတော့ပြည်ထောင်တက်လာရင်ပြည်တော်စားဟဲ့ဆိုသူပဲဆိုရင်ခင်ဗျားတို့အဲ့လိုလုပ်နေဆိုရင်နိုင်ငံရေးသမားတွေခင်ဗျားတို့စဉ်းစားဖို့လိုတယ်ခင်ဗျားတို့ဝါ့ကိုဘယ်လိုသဘောထားလဲဝါ့ကိုခင်ဗျားတို့ဘာလုပ်ကြမှာလဲဝါ့နဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ရဲ့အမူအရဘာလဲဆိုတော့ခင်ဗျားတို့ကိုယ်တိုင်ပြင်ထားကြတယ်စဉ်းစားထားကြတယ်ကျွန်တော်ဘုံဝင်နေတဲ့မိမဝါ့နဲ့ပတ်သက်ပြီးခင်ဗျားတို့ဘာမူအရရှိလဲဘုံဝင်နေမိမဘာလို့ခင်ဗျားတို့ဝါ့နဲ့ပတ်သက်တဲ့မူအရခင်ဗျားတို့ကခိုင်မှာမရှိဘူးမပြောရဘူးဘာလို့ဆိုတချို့လုပ်ငန်းရှင်တွေကဝါ့တတိတွေနဲ့မြန်မာပြည်နိုင်ငံရေးပါတီတွေတချို့လုပ်ငန်းရှင်တွေကခြေချင်းလိန်ထားတယ် ဘဝတွေပေးတာကတည်းကလည်းနင်ထားတဲ့အောင်လေးရှိတယ်အဲ့တော့ဘဝကိုတချို့တွေမထီရဘူးဘဝကိုမထီရဘူးမထီရတဲ့မှာတချို့ယာလူကြီးရဲ့ပုံကိုယ်တွေကစပါတယ်ဆိုတော့တော်တော်တော့အားသက်စရာကောင်းတယ်ဘဝရဲ့ဒီဒီဟိုဥပဒေကိုကျွန်တော်တို့ဥပဒေပြည်တော်စုဥပဒေလည်းဘဝကိုကူးဆိုင်နိုင်ငံတကာဥပဒေကမာသာလောကတခုပဲရှိရမယ်။အဲဒီမာသာလောထက်ပိုပြီးကြီးတဲ့လောဆိုတာဘာလောမှမရှိရဘူး။ Inside the law လို့ခေါ်တယ်။အော်ဥပဒေထဲမှာနေထိုင်တဲ့နော်ဒီဒီဥပဒေထဲမှာနေထိုင်တဲ့လူက35%ကရှိတယ်။ ဟောဥပဒေအပြင်မှာထွက်ပြီးတော့နေကျင်နိုင်နေတောင်းကျင်းကျင်းတောင်းရန်ကားကျင်းရန်ကားနေတာက15တန်း30တန်းပုံမရှိဘူးအဲ့တော့လူတန်း35တန်းတစ်မနေတော့လူတွေရဲ့အတန်းကပျောက်ပြီးတော့အဲ့35တန်းတော့မနေတော့သူရဲ့အတန်းကြီးကပျောက်တယ်အဲ့35တန်းမနေတော့လူတွေရဲ့ဘဝတွေကပျောက်ပြီးတော့အဲ့ဒီ outside the law ဥပဒေမဲ့ဥပဒေပြပမှာနေထိုင်နေဥပဒေမဲ့ရန်ကားတဲ့အုပ်စုတွေနဲ့ above the law နဲ့အုပ်စုနှစ်စုကထိန်းတိုင်းကျဲတာကိုကျွန်တော်တို့ခံရတာတရားရဲ့လားမျှတာလား ဟေးရောင်းစုံမိုးရုပ်ကိုလေးစားပါတယ်ဥပဒေကိုငါတို့ကဥပဒေကိုငါတို့အသက်လို့တခါတည်းကိုကြစ်ဝက်ခါဝက်ကိုကိုခါဝက်ပစိုးကဲဆိုမြင်းမြောင်ငါတို့ကလေးစားကြိုက်ပြောပါမယ်ဆိုလူတွေကလည်းဥပဒေကိုခင်ဗျာဥပဒေကိုလှုပ်ချင်နေလှုပ်တာဘယ်လိုလုပ်ကြလဲဆိုတော့ဘုံမချင်းမြောင်နိုင်ကတော့ဒါဥပဒေကိုသူကအရင်ကဘာဖြစ်တယ်လို့ဆိုတော့ तू ကလုံနိုင်မလားပေါ့သူ့ကိုလည်းကျွန်တော်စောင့်ကြည့်တယ်ဒါမှမဟုတ်လေဒါမှမဟုတ်လေဘုံမချင်းအသက်ကြီးပြီသူလည်းကိုယ်စင်နာကတ်လာပြီသူဘယ်လောက်လုံနိုင်မှာလဲဗျာဘယ်လောက်ဒီတိုင်းကြီးရေပေါ့သူဘယ်လောက်စွဲနေတဲ့အမြင့်ကြီးကိုသူဘယ်လိုဆွဲနိုင်မှာလဲ သူ့ရဲ့လုံနိုင်စွာနောက်လာမယ့်ဆယ်စုနှစ်တခုစာနဲ့ तू ဘလို့ဆွတ်နှုတ်လဲကျွန်တော်စဉ်းစားတော့မရဘူး तू လုံနိုင်ပါမလားကျွန်တော်ကအဲ့အဲ့တစ်ချက်ကိုစောင့်ကြည့်တယ်မစောင့်နေတော့မင်းမပကဘာမှလုံနိုင်မှာမဟုတ်ဘူးနားလေလားမင်းတို့ကတိုင်ကဝတ်ကူကိုပိုင်အောက်ချုပ်ခွင့်ပေးထားတာလေသူတို့ policy နဲ့သူ့ပြည်သူတွေကိုအောက်ချုပ်မှာပေါ့ဒါကိုပိုင်ပြတ်ထိုင်ခွင့်ဆိုတာအဲ့ဒါလေကျွန်တော်တို့နိုင်ငံမှာ mother of the law မရှိဘူးဥပဒေထက်ကြီးတဲ့ခွေအောက်စုရှိလို့တရားမျှတမှုမရှိတာ တရားမျှတမှုရှိလာပါ냐ကိုကမပြောနဲ့အကုန်လုံးကစစ်ခွေးတွေကြောင့်ပဲနားလေလားဥပဒေကိုကြိတ်တလူရဲကြိတ်တလူပြောကြိတ်တလူဆူကြိတ်တလူလောက်အဲ့ဒါကြောင့်ဒီမတရားလောက်တဲ့စစ်အုပ်စုကိုကျွန်တော်တို့ကတိုက်ခိုက်တာမင်းတို့တွေကမတိုက်ခိုက်ပဲအားပေးနေတဲ့အတွက်မင်းတို့တွေစိတ်ခံရအောင်ပါပဲတရားမျှတမှုဘာမှုညာမှုမပြောနဲ့မင်းစစ်ခွေးတွေရဲ့ဘဝအောက်မှာနေတဲ့ရွတ်တရားမျှတမှုတသက်လုံးရမှာမဟုတ်ဘူးမမြှော်လိနဲ့ ဟုတ်ကဲ့ပါတော့ချင်းတော့ဒီမိနစ်တင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများကြည့်တင်ပါတယ်ကျမကြီးခုစိတ်ကြပါ I love you all God bless you all thank you for your time